ဝတ်ချံဆိုတာအလှအပအတွက်ပဲအရေးပါတဲ့အရာလားမဟုတ်ပါဘူးဝတ်ချံဆိုတာမိမိရဲ့ခန္ဓာကိုယ်မှာအရေးအကြီးဆုံးအရေးပြားရဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာကယူရဆိုင်ပြသမှုခံယူသင့်ပါတယ်အလုံးမဲမင်္ဂလာပါရှင်ဒေါက်တာကတော့ဒေါက်တာကိတ်ဖြစ်ပါတယ်ဒေါက်တာက Cherry K Skin and Plastic Surgery Aesthetic Clinic ရဲ့ Professional Aesthetic Doctor တယောက်ဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ဒေါက်တာက What Channel ပတ်သက်တဲ့အကြောင်းအရာများကိုပြောင်းဝေပြသမှာဖြစ်ပါတယ် ယ်ရှင်။ဝက်ချန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားကြပါအောင်နော်။ဝက်ချန်ဆိုတာအလှအပတပဲအရေးပါတဲ့အရာလားဆိုပြီးတော့ဒေါက်တာအမေကနေမိကြပါတယ်။တကယ်တော့ဝက်ချန်ဆိုတာအလှအပအတွက်ပဲအရေးပါတဲ့ရာမဟုတ်ပါဘူးမိမိရဲ့ခန္ဓာကိုယ်မှာအကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့အရေပြားရဲ့အဲဒီပေါ့နော်ကျန်းမာရေးအတွက်အရေးပါတဲ့အဓိကပြဿနာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ပေချာကုသမှုခံယူသင့်ပါတယ်ရှင် ကဲပထမအဦးဆုံးပေါ့နော်အာဒေါက်တာကဝက်ချံအမျိုးအစားရဲ့အကြောင်းကိုပြပြပေးသွားပါမယ်ဝက်ချံအမျိုးအစားတွေကိုအာဒေါက်တာအမျိုးမျိုးอ่ะပေါ့နော် international ရဒေါက်တာတွေရောပြီးတော့မြန်မာနိုင်ငံရဒေါက်တာတွေအကုန်လုံးရော dermatologist တွေအားလုံးကအမျိုးမျိုးရှိမှလည်းခွဲခြားပေးကြကြပါတယ်ဒေါက်တာအနေနဲ့ကတော့ဝက်ချံကိုအဓိကအားဖြင့်၅မျိုးခွဲခြားကြပါတယ်အဲ့၅မျိုးလေးကိုတစ်ခုချင်းစီရှင်းပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဆိုတော့နံပါတ်1ပေါ့နော်နံပါတ်1ကဘာလဲဆိုတော့အရင်ဆုံးဒီအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ white hat ပေါ့နော် white hat လို့ခေါ်တယ်ဒါဖြူစံလေးထွက်တာပေါ့နော်ဒါကလည်းဝက်ချံမျိုးစားရဲ့မှာပါတယ်အဲနောက်တစ်ခုကတော့ဒါ black hat လို့ခေါ်တယ်ပေါ့နော်ဒါစားဝက်ချံပေါ့မမလို့ဆိုလို့ရှိရင်လေအဲ black hat ဆိုတာကဂျာတော့စားဝက်ချံသူကတော့ဒီချွေးပေါက်ထဲမှာအဲဖုံဖုံလေးအညစ်အကြေးလေးဒါပိတ်သွားတာပေါ့နော်အဲ့ဒါကိုလည်းဝက်ချံမျိုးစားရဲ့မှာပါဝင်ပါတယ်ဆိုတော့ပိတ်သွားတဲ့အခါမှာတေချာ cleansing မလုပ်ဘူးဆိုလို့ရှိရင်သူကအဲ့လိုမျိုးဝက်ချံနဲ့ဖြစ်တာပေါ့နော်ဆိုတော့ဒီ ဒီကအထမအူးဆုံးနဲ့ဒါတိတ်ပြီးတော့အန်ရင်မများပဲနဲ့မသိမသားလေးနဲ့တချို့ဆိုရင်ဝက်ချံထဲမှာပါရတောင်တိတ်မသိကြဘူးပေါ့နော်ဒါကတကယ်တော့ဝက်ချံမျိုးစားပါသူ့ကိုကြတော့ဘယ်လိုမျိုးလေးတွေဒေါက်တာတို့က treatment ပေးလို့ရတယ်ဆိုလို့ရှိရင်အဲဒါအပြော့စားလေးပေါ့နော်အဲမှာချွေးပေါက်ကို cleansing လုပ်ပြီး treatment လေးလုပ်ပေးလို့ရတယ်အဲချွေးပေါက် cleaning ဖြစ်သွားအောင်ပေါ့နော်နောက်ပြီးတော့ဒီအဲ exfoliate လုပ်ပေးတဲ့ treatment လေးလုပ်လို့ရတယ်ပေါ့နော်အဲ clinic မှာဆိုလို့ရှိရင်တော့ဒါ peeling သဘောမျိုးပေါ့နော် chemical peeling အပြော့စားလေးအားလေးလုပ်ပေးလို့ရပါတယ်ဆိုတော့နံပါတ်1ဒါ white head နဲ့ black head ကြောင့်ပြီးသွားပြီဆိုတော့နံပါတ်2ပေါ့နော်နံပါတ်2ကကြတော့အဲနည်းနည်းလေးပိုပြီးညဲလာတယ်ပေါ့နော်ရောင်ရမ်းလာတဲ့ဝက်ချံပေါ့အဲ့ဒါကိုတော့ဒေါက်တာတို့ဆီမှာနှစ်မျိုးခွဲခြားထားတယ်ပေါ့နော် အဲနံပါတ်1ကပါလဲဆိုတော့ပတ်ပြူးလို့ခေါ်ရပေါ့သူကအနီရောင်လေးရေရေလေးဖြစ်နေတာပြီတော့မတည့်သေးဘူးနောက်ပတ်ကျူးလို့ခေါ်တဲ့ဟာကြတော့ ရှူဆန်းလေးဖြစ်လာတာပေါ့နော်အဲပီလေးတဲလာပြီးအဲ့ဒါဆိုရင်တော့နည်းနည်းလေးရောင်ရမ်းလာပြီးမျက်နှာမှာလည်းတိတာလာပြီးအဲ့ဒီဟာမျိုးဖြစ်လာရင်တော့ဒါဒုတိယအမျိုးအစားထဲမှာပါဝင်တယ်ဒီဟာဆိုလို့ရှိရင်တော့ဒေါက်တာတို့က treatment ကကိုယ့်ဘာကိုယ် treatment မလုပ်တော့ဘဲနဲ့ဆေးကန်းလို့ပေါ့နော်ဒါကျွမ်းကျင်တဲ့အာဆေးကန်းတွေမှာပြုလုပ်တင်တယ်ဘာလို့လဲဆိုတော့တို့ကကြာရင်ရောင်ရမ်းလာပြီးတော့ပိုဆိုးလာမှာလို့ပေါ့နော်ပြီးတော့သုံးတဲ့ skin care တွေဆိုလို့ရှိရင်လည်းအာတေချာ blue site ပြီးတော့ dermatologist aesthetic doctor နဲ့ပြသင့်ပြီး သူတို့ကို treatment လုပ်မယ်ဆိုရင်တော့အခုနောက်လိုမျိုးအမှုစားနဲ့မဟုတ်တော့ဘဲနဲ့ဒါနည်းနည်းလေးပို့ပြီးတော့အသင့်တော်ရယ်ပေါ့နော် chemical peeling လိုဟာမျိုးလုပ်တဲ့နဲ့လိုအပ်ရင် antibiotics ပေါ့နော်ဒီအိုဒတ်စီပေါ့အဲ့လိုဟာမျိုးပေးဖို့လိုအပ်နိုင်တယ်ပြီးတော့နောက်တစ်ခုကသေချာ skin care တွေအဲသုံးနေတဲ့ facial foam နောက် serum နောက်ဒီနောက်ပြီးတော့အခု daily moisturizer ပေါ့နော်အဲ့ဒါတွေအားလုံးကိုလည်းစနစ်တကျအာသေချာစီစစ်ပြီးရွေးချယ်ပြီးပြုသဖို့လိုအပ်ပါတယ် ဆိုတော့နံပါတ်3ပေါ့နော်နံပါတ်3ကကြတော့ပိုကြီးပြီးတော့ပိုရောင်ရမ်းလာတဲ့ဝက်ချံမျိုးစောက်ခေါ်ပါတယ်ဒီတစ်ခါဆိုလို့ရှိရင်တော့အခုနပြောသလိုမျိုး treatment နေပိုမှာစက်တိုက်လုံနေနေမှာပိုပြီးတော့ကြီးလာတယ်ပိုဆိုးလာတယ်ဆိုလို့ရှိရင်တော့ပိုသက်ဆေးဆိုလို့ရှိရင်လည်းတစ်မျိုးရင်းနဲ့မဟုတ်ပဲနှစ်မျိုးလောက်သုံးပေးရတာမျိုးပြီးတော့ treatment မှာဆိုလို့ရှိရင်လည်းမျက်နှာအစီကလင်းကအစီဖုံးမှုလားနှုံးကိုကျော့စေတဲ့ဒါဆေးရည်လိုမျိုးနောက်ပြီးတော့အဲ့လိုမျိုးဟာမျိုးလေးတွေသုံးပေးဖို့လိုအပ်လာပါတယ်ဒါကတော့တတိယအမျိုးအစားပေါ့နော် ဒါနံပါတ်၄ပေါ့နောက်အမျိုးအစားတစ်ခုကိုကြတော့အဲဘလိုတို့သတ်မှတ်လဲဆိုလို့ရှင်ဟော်မုန်းနဲ့အကွင်လို့ခေါ်ရပေါ့နော်အင်္ဂလိပ်လိုပေါ့သူကဟော်မုန်းကြောင့်ဖြစ်တာဟော်မုန်းအပြောင်းလဲတွေဟော်မုန်းမှုညီညောင်းမှုတွေကြောင့်ဖြစ်တဲ့ဝက်ချံပေါ့သူကတော့အခုနပြောသလိုမျိုး treatment တော့ antibiotics ပိုတက်ဆေးရောနောက်ခုနဒီဒီခုန chemical peeling လေးအဲ့လိုမျိုးပြီးတော့ treatment လေးနေလဲမသက်သာဘူးဘာလို့လဲဆိုတော့သူကဟော်မုန်းမညီညောင်းမှုကြောင့်ဖြစ်နေတာ များသောအားဖြင့်အဲမိန်ကလေးရောယောက်ျားလေးရောဖြစ်တတ်တယ်ဆိုရင်မိန်ကလေးမှာတော့ပိုဖြစ်များတယ်။ဘာလို့လဲဆိုတော့အမျိုးသမီးတွေကဒီအဲတအိမ်တာဥအိမ်ပေါ့နော်။အဲ့နာနဲ့ပတ်သက်တဲ့ဟော်မုန်းမညီညာတာဥအိမ်မှာအရေးအိတ်တဲတာမျိုးတအိမ်ထဲမှာအလုံးနေရှိတာမျိုးအဲ့လိုမျိုးတွေဆိုလဲသူကဟော်မုန်းလေးတွေကမမျှတော့မျက်နှာမှာပါသူက impact ဖြစ်တယ်ပေါ့။ဆိုတော့အဲ့လိုမျိုးတွေကိုဘယ်လိုတွေသိတာလဲဆိုရင် အဲယာတီလာကန်နီးမှာပို့ပြီးတော့ဝက်ချံထွက်လာတယ်ယာတီလာပြီးရင်ပျောက်သွားတယ်အဲ့လိုမျိုးလေးရတော့ဟော်မုန်းတွေတက်ဆိုင်ရရှိရပေါ့နော်နည်းနည်းလေးတက်ဆိုင်တဲ့လူတွေတချို့ကြတော့လည်းတိတိတသားကြီးကိုဖြစ်တာအာဟိုတချို့ဆိုရင်တစ်ခုနှစ်ခုလောက်ပဲပေါက်တယ်မတိတ်ပြီးတော့ဟို daily မှာမျက်နာတွေပါတယ်ရဲ့ဟိုအလှအပတွေမထိကြိုက်ဘူးပေါ့နော်ဒါပေမဲ့တချို့ကြတော့အဲ့လိုမဟုတ်ဘူး तू ကတအားကြီးကိုအများကြီးထွက်ရင်ကြတော့ဟော်မုန်းဆေးတွေလိုအပ်ရင်တောက်ဖို့လိုအပ်ပါတယ်ဒါတင့်တော်တဲ့အာဆရာဝန်နေနဲ့ပေါ့နော်အာ dermatologist တွေ aesthetic doctor တွေနဲ့ လိုအပ်ရင် OG ပေါ့နော် OG ဒေါက်တာအိမ်နဲ့တိုင်ပင်ပြီးတော့ဟော်မုန်းဆေးတွေလည်းတွဲတောက်သင့်ရင်တွဲတောက်ဖို့လိုအပ်ပါတယ်ရှင်ဒါကတော့နံပါတ်၄ပေါ့နော်အအခုနောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ဒါအခုနအပြောသွားတဲ့ရှေ့ရတဲ့နည်းနည်းလေးပို့ဆိုတာပေါ့နော်သူကတော့ဘယ်လိုမျိုးလဲဆိုလို့ရှင်နော်ဒါမှိုအကြောင်းဖြစ်တာပေါ့နော်ပိုချောင်းဖြစ်တဲ့ဒါဖန်ကေအကနီလို့ခေါ်ပါတယ်။သူကတော့အခုနပြောတဲ့ဗက်တီးရီးယားဒီ တွက်ပိုးသက်ဆေးတွေရောနောက်တစ်ခုဟော်မုန်းဆေးတွေရောနောက်ပြီးတော့ဒီကမ်ကယ်ပီနင်တို့လိုမျိုးဒါတီးတန့်ထိမှန်နေတဲ့ပို့ပြီးတော့အာလုံရင်တော့မတက်သားပဲနဲ့မှုတက်ဆေးလိုဟာမျိုးပေါ့နော်အာကီတိုကိုနာဇိုးလိုဟာမျိုးအဲ့လိုမျိုးမှုတက်ဆေးတွေအာတောက်မှတာပို့ပြီးတော့ effective ဖြစ်ပြီးတော့ပျောက်တာမျိုးဖြစ်တဲ့ watch channel မျိုးပါဒီမျိုးစားကတော့တော်တော်များများလဲအဲစိုးရင်ကြတယ်ဒါ skin care တွေမှာ solution လဲဒါ fungal acne ကိုစိတ်ဖြစ်ရလား အဲဟိုလိုမျိုးတွေပြန်ပြီးတော့ကြည်ပြီးတော့ပေါ့နော်တော်တော်များများအဲ့လိုဂရုဆိုင်နေပေါ့နော်အဲလေးလာပြီးတော့အခုတာရတဲ့ဝက်ချန်မျိုးစဖြစ်ပါတယ်အခုဝက်ချန်အကြောင်းနေနဲ့အဲဒီ sharing လုပ်ပြီးသားပြီးတင်းတင်းတလောက်လည်းတည်ပြီးသားပြီးဆိုတဲ့အခါကျတော့ပေါ့နော်ဒါဝက်ချန်နဲ့ပတ်သက်လို့ treatment လုပ်ရှင်လို့ဆိုရင်ဒေါက်တာတို့ charity ဈေးကန်းကိုလည်းလာပြီးတော့ treatment ပြုလုပ်လို့ရပါတယ်ဒါတို့ဈေးကန်းကဒါ 2018ခုနှစ်ထဲကပေါ့နော်စပြီးဖွင့်ရဖြစ်ခဲ့တဲ့ကြောင့်မို့လို့ဒီအာဒီ aesthetic ပေါ့နော်ဒီအရေးပြားတဲ့ကျမ်းမာရေးအလှပ ဒီ industry မှာဆိုရင်9နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ watchan patient ပေါ့နော် watchan client ပေါ့မြောက်များစွာကိုလည်းအောင်မြင်စွာနဲ့ကုသပေးနိုင်ခြင်းဖြစ်ပါတယ်။သက်ဆိုင်ရာ watchan ကိုနဲ့မိမိဖြစ်နေတဲ့အခြေခံနဲ့ပတ်သက်တဲ့ watchan ကုသမှုမျိုးကိုလည်းတေချာလေးကုသပေးနိုင်ပါတယ်။ဒါကြောင့် charity စည်းကမ်းကိုအာ watchan နဲ့ပတ်သက်ပြီးတော့ဘာရောက်ကုသမှုခံရင်ဖို့လည်းဒါဒါကဖိတ်ခေါ်ချင်ပါတယ်။အားလုံးကိုကျေးဇူးပဲဖြစ်တင်ရှိပါရှင်။